အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုတင်ပါတယ်။ကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့ဒါကျွန်တော်တို့ပြန်လည်ပြီးတော့အဲတူလိုက်ပါတယ်ပေါ့နော်။အဲ့တော့ဒီခါကျရင်ပြောနေတဲ့စကားလုံးကပြောက်သွားခဏတကယ်ကြည့်ပြီးတော့လေ တခါကျရင်ရေးသေးတယ်ခမရ script ကြည့်ပါတ script မကြည့်ပါလို့ငါလုံးကတောင်းလိုက်မြောင်းနေရောက်နေတာပေါ့ဆရာသမားရဲ့ script များရေးပေးမယ် script ရေးဖို့ယူမရှိနဲ့တလားကျွန်တော်ဒါဒီ channel မှာပေါ့နော်ဒါကျွန်တော်ဒါဘဝမှာပေါ့နော်ကျွန်တော်ဒါ article ရေးပေးတဲ့ညီလေးတစ်ကောင်ရှိတယ်ဒီကောင်လည်းကန်ဆိုးပါဒီကောင်ရေးပေးမှာဒါကျွန်တော် page ကဒါ facebook page ကဝါသွားလာညီသွားလာကျွန်တော်မဆက်ပြီးတော့ညီလေးကိုလည်းပတ်သက်မပေးနိုင်တော့ညီလေးမတော့ကိုပါဆိုကိုကကိုတော့မှာဒါ အလူထဲသွားနေတာဆိုပြီးအဲ့တော့သူ့ကိုကျွန်တော်တက်လာပေးလားမသိဘူးငားပဲအဲ့တော့ဒါဘောနပ်စီပတ်စံတွေအရန်ပြီးနေချင်းပေါ့နော်အခုကဒါ Facebook ကပတ်စံပြီးလားမပြီးလားမသိဘူး Facebook မသုံးတာလေဒါကျွန်တော်တနေ့အေး Facebook မသုံးတော့တနေ့တည်းဝင်တော့မတနေ့ပြည့်ပြီပြည့်ပြီအောက်တိုဘာဆိုပြည့်ပြီပြည့်ပြီတနေ့ပြည့်ပြီဒါကျွန်တော်မမက်ရလွန်ခဲ့တဲ့နှစ်ဒီချိန်လောက်မှာကျွန်တော်ဒါ Facebook ကဒါလုံးဝหนีပြီးတော့ဟာအေးကွာဘာမှလည်းမလုပ်ပဲหนีတဲ့ကောင်ဆိုစိတ်ပြတ်တယ်ဆိုပြီးကျွန်တော်မသုံးတော့အခုချိန်ဒီပဲထားပါအဲဒီခါကျစကလုံးတောင်းနေမြောက်တရားနဲ့ကျွန်တော်ခွင့်လုပ်ပေးပါတောင်းပန်ပါတယ်နော် အဲ့လက်ရှိမှာဒါဒီနေ့မှာဒါကျွန်တော်တို့ Arsenal ရဲ့သတင်းအစုံလင်းအကြောင်းတနေရာထဲမှာတင်ဆက်ပေးမို့နော်စိတ်ဝင်စားဖို့ကောင်းတာရေခင်ဗျားတို့လည်းနည်းနည်းလေးသိစဉ်ချင်တဲ့အကြောင်းအရာလေးတွေကိုနည်းနည်းလေးခင်ဗျားတို့တင်ဆက်ပေးချင်တာလေးတွေရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံးသတင်းကိုပြောရမယ်ဆိုတော့အာဝီလီယံဆာလီဘာကလက်ရှိမှာသူ့ရဲ့ဒါစာချုပ်တင်တဲ့ပတ်သက်ပြီးအခုချိန်မှာသူ့အနေနဲ့ပထမဆုံးအချိန်ဒါတရားဝင်အင်တာဗျူးမှာထည့်ပြောလာခဲ့တယ် လက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်တို့ real threat မို့ပေါ့နော်တခြားသောအသင်းကိုသူစိတ်ဝင်စားတာက tempting ဖြစ်တယ်ပေါ့နော်ဒါတော်တော်လေးကိုသူတက်ကတာကျွန်တော်တို့စိတ်ဝင်သူကိုယ်တိုင်ကလည်းစိတ်ဝင်စားကြကောင်းတဲ့အခြေအနေတစ်ခုရောက်ခဲ့တယ်ဒါပေမဲ့ဒါကျွန်တော်တို့အချိန်ခါတစ်ခုရောက်မှာသူ့အနေနဲ့ Arteta ရဲ့ Arsenal ကပဲပို့ပြီးဆွဲဆောင်မှုများတဲ့ကြောင့်မို့ Arteta Arsenal မှာပဲသူ့အနေနဲ့ဆက်ပြီးတော့နေဖြစ်ခဲ့တဲ့အကြောင်းကိုဒါကျွန်တော်တို့သိရတဲ့နေရာမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့က real madrid လိုအသင်းမျိုးကသူ့အတွက်ကဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းလို့တဲ့အခြေအနေတစ်ခုကိုဖန်တီးပေးခဲ့တာမှန်ပေမဲ့တကယ်တမ်းနင်လားငါလားဟေ့ဆိုတဲ့အခြေအနေတစ်ခုမှာတော့အရေးကြီးဆုံးက တော့ဒါကျွန်တော်အာစနယ်ပဲဖြစ်ခဲ့တယ်ဆိုတော့ရှိအဲ့တော့ခုနကျွန်တော်မြန်နေပြောပါအခုလက်ရှိဒါကစားသမားတွေကိုစာယုတ်တိချုပ်တဲ့နေရာမှာတွေရောဒါကစားသမားအဟောင်းတွေကိုဒါကျွန်တော်စာယုတ်တိချုပ်တဲ့နေရာမှာကစားသမားတွေကိုခေါ်ယူတဲ့နေရာမှာဒီကောအာဆိုသေးနေတော်တော်လေးကိုဒါကျွန်တော်လုတ်တဲ့လွတ်လွတ်တဲ့နေရာမှာချီချူဖို့ကောင်းတယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးရမြင်တယ်အဲ့တော့ဒါကျွန်တော်အနေနဲ့ဒါအမြင်ရပြောရမယ်ဆိုရင်ဒါကျွန်တော်ရဒါတော်တူတူရောက်တယ်မြင်ရပြောမယ်တော်တော်လေးကိုဒါမှန်ကန်တဲ့လမ်းကြောင်းပေါ်အာဆိုသေး ရောက်နေတယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်ဘောနော်ကဲထားပါ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 လက်ရှိမှာဒါနဲ့ပတ်သက်ပြီးတော့ဘောနော်ဒါကျွန်တော်တို့လက်ရှိနောက်ဆုံးဒါ update သတင်းတွေကတော့ဒါဝီယန်ဆာလီဘတ် update နဲ့ရှိရဲ့နောက်တစ်ခုကတော့တော်တော်လေးကိုစိတ်ဝင်စားခင်ဗျားတို့လည်းကျွန်တော်နည်းနည်းလေး education တွေအရာပြောပြရင်ပေါ့ဘောနော်အဲ့တော့ အခုလက်ရှိမှာဒါအာစနယ်ကွင်းတစ်ကိုဒါကျွန်တော်တို့ချဲ့ဖို့ဒါအာစနယ်အသင်းတရားဝင်လှုပ်ဆောင်နေဆိုတဲ့တင်းကတရားဝင် level တိရောက်ရှိလာခဲ့ဖြစ်တယ်။လက်ရှိမှာအာစနယ်အသင်းနဲ့အခုလက်ရှိဒါကျွန်တော်တို့ကွင်းကိုဒီထက်ပို့ပြီးတော့ချဲ့ဖို့တော့လှုပ်ဖို့တက်ပြစ်လာခဲ့တယ်။အခုလက်ရှိကွင်းကိုမှဒါကျွန်တော်ပြိတ်သက်ပေါင်းသသိန်းဆန့်နဲ့ကွင်းကြီးကိုအာစနယ်အသင်းနဲ့တိုးတွားဖို့တော့ကြင်စင်ခဲ့။အဲ့တော့ အဆိုတဲ့လည်းခုလက်ရှိမှာသူတို့ရဲ့ပဒဝင်ကလည်းငကိုတဲကကြီးမားလို့နဲ့တို့လက်ရှိမှာလန်ဒန်ကွင်းထဲမှာပဒဝင်အကြီးမားဆုံးကွင်းကအာစတယ်လို့ပြောလို့ရမယ်ကွင်းဖြစ်တယ်ဒါကျွန်တော်စပါကတော့ကျွန်တော်ကွင်းကြီးကြီးတယ်ဆိုပေမဲ့ပဒဝင်ကသေးတယ်ဒါလက်ရှိဒါကျွန်တော်ချက်ဆီကငကိုတဲကဒါကျွန်တော်တို့ပဒဝင်ကနည်းနည်းလေးရှိပေမဲ့ကွင်းကသေးတယ်သဘောမှရှိတယ်အဲဒါကြောင့်ချက်ဆီတင်ကဒါကွင်းသစ်ဆောက်မယ်ဆိုတော့နေရာပြောင်းပြီးဆောက်ဖို့အတွက်ပြင်ဆင်နေတာကိုတွေ့ရမယ်ဝက်ဆန်ကသူတို့ကွင်းသူတို့မပိုင်အိုလံပစ်စတေဒီယမ်ကလက်ရှိမှာအစိုးရစီကပြန်ငားရတယ်ကျွန်တော်တို့နေတာပိုင်တယ်လို့ပြောလို့မရဘူးလက်ရှိမှာ290ငားထားတယ်လို့သိရတယ်မှာပါတယ်အဲလက်ရှိမှာဒါကျွန်တော်အင်္ဂလန်သင်းနေမှာဒါကွင်း ပဒဝင်အကျယ်ဆုံးပေါ့နော်ကျွန်တော်ရောက်ဘူးဒီမှာကျွန်တော်မရောက်ဘူးတဲ့ကွင်းလေးရှိပါလေနမျိုးတယ်ပါမယ်ပဒဝင်အကျယ်ဆုံးကွင်းကလန်ဒန်မြို့ထဲမှာဒါကျွန်တော်တို့အာဆနယ်ကွင်းလို့ပြောလို့ရမယ်ဒီမှာပါတယ်အဲ့တော့အာဆနယ်ကွင်းရဲ့ပဒဝင်ကျယ်မှုကိုအာဆနယ်ကအခွင့်ကောင်းယူပြီးတော့သူတို့နေကွင်းတစ်ကိုဆောက်လို့ဖို့ပြင်တယ်လက်ရှိကွင်းကိုမှဒါကျွန်တော်ပြိတ္တပေါင်းတိမ့်တဲ့ခြေဆက်နဲ့ကွင်းကိုသူတို့နေပြောင်းလဲပြဖို့ပြင်တယ်အဲ့တော့လက်ရှိမှာခွန်ကီတိုအုပ်စုအနေနဲ့သူတို့ရဲ့ဒါကအမေရိကန်ဘက်မှာလည်းဒါမျိုးစီးပွားရေးတွေကတော်တော်လေးကိုအဆင်ပြေနေတဲ့ကြောင့်ဒီလက်ရှိမှာလုပ်ဖို့တယ်ပြီးတော့လသူတို့နေမြောက်လန်နယ်ကဒါညီကိုတွေအသင်းတွေနဲ့တစ်ဖက်အသင်းကလက်ရှိမှာပွဲတွေကြီးပဲဒါဆက်ရတယ်သူတို့သိပ်ပြီးမကြည့်ဘူးတို့ပွဲကြတယ်လက်ရှိမှာ Manchester City နဲ့ Manchester United လို့ ပဲ City အသင်းကလက်ရှိမှာဒါကျွန်တော်တို့အဲ Manchester Mew ကပွဲတော်တော်များများကိုသူတို့အနေနဲ့ရရှိနေတာကိုတွေ့ရမယ်ဒါပေမဲ့ United ကအခုလက်ရှိမှာ Quintet ဆောက်တာကဘောလုံးပွဲကြီးပဲမဟုတ်ဘူးအခုတော့ပိုင်းရတာကျွန်တော်တို့လက်ရှိမှာဘောလုံးကွင်းတစ်ကွင်းဆောက်ပြီးဆိုရင် more than a footballer ဒါကျွန်တော် stadium ပေါ့နော်ဘောလုံးကွင်းတစ်ကွင်းထပ်ပူသောဘောလုံးကွင်းကိုစောက်ကြတာများအဲ့တော့လက်ရှိမှာ Arsenal ကွင်းကဒါကျွန်တော်တို့သူတို့နေပွဲတွေပါညာမလို့ရတော်တော်လေးကိုကြာပြီးဖြစ်တဲ့အတွက်ကြောင့်လုတာတော့ရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒါလက်ရှိမှာသူတို့ရုပ်ကပြန်မဲ့ဖြစ်တဲ့ဒါ Spar ရဲ့ကွင်းလို့မို့ဒါပွဲတွေမလုတာကြာကြောင့် Cronkite အုပ်စုကလက်ရှိမှာ more than a football stadium ပေါ့နော်ပိုပိုပြီးတော့ကြီးရတာလက်ရှိမှာ Cronkite အုပ်စုက NFL တို့ American တို့အုပ်စုနဲ့ပူရင်းပြီးတော့ American ပွဲတွေက American ဟို Arsenal ကွင်းမှာလာမလို့ပဲ Spar ကွင်းမှာလာလို့သူတို့တိတ်ပြီးသဘောမချအဲ့တော့ ရှင်းပါတယ်ခရွန်ကီတိုအုပ်စုနဲ့လက်ရှိမှာအမေရိကပွဲတွေကိုရှီသမျှ celebrity ပွဲတွေကိုဒါကျွန်တော်တို့ ကွင်းထဲမှာလာရောက်ပြီးလုံလို့ရမယ့်အစီအစဉ်ကိုသူတို့အနေနဲ့ချပြဖို့ရှိတယ်။ဒါကြောင့်မို့လားကွင်းတစ်ကိုဆောက်လုပ်ဖို့တော့အာဆနယ်တင်းကယူရတယ်လို့သိရတယ်မှာပါ။ပိတ်တဲ့ဒီတာပို့ပြီးစဝင်ဆောက်အောင်ဆိုတော့ of course number တဲ့ objective ပေါ့နော်။ number နဲ့ကတော့ကျွန်တော် multi purpose stadium ကိုအာဆနယ်တင်းစောက်ကျင်တယ်။ဥနာပေါ်တဲ့ဘောလုံးကွင်းကြီးပဲမဟုတ်ပဲ NFL တို့ဒါကျွန်တော်လက်ရှိမှာပိတ်တဲ့ show ပဲတို့ကျွန်တော်သိတော့ Taylor Swift တို့ Beyond C တို့ဒီလိုမျိုးပွဲတွေကတော့ကျွန်တော်အနည်းဆုံးပိတ်တဲ့အသိရှိရမယ်ဆိုတဲ့ပုံစံမျိုး requirement လို့ရတယ်ထင်တယ်။ဒါကျွန်တော်ထင်တာပေါ့နော်။ဒါ spa တင်းကအဲ့လောက်တော့မရှိဘူး။ဒါပေမဲ့ခုနပေါ်တဲ့ဒါကျွန်တော်ထင်တာသသိမ်းတော့မဟုတ်ဘူးပြ facility နဲ့ဆိုင်မယ်ထင်တယ်။ကျွန်တော်သိမ်းမသိဘူး။ဒါ may view ပေါ့နော်ခုနပြောသူလက်ရှိမှာဒီလို requirement တွေရှိအဲ requirement တွေကလက်ရှိမှာ total hospital queen ကဒါနဲ့ပတ်သက်ပြီး number 1မှာပြီးနေတော့ဒါကိုပဲကျွန်တော်တို့တော်တော်လေးကိုသွားနေကြအဲ့ဒါကိုလက်ရှိမှာ concrete house ဆိုတာမကြိုက်ဘူး arsenal queen ကို american ကိုအကြီးကပြင်ဆင်ဖို့သွားအဲ့တော့လက်ရှိမှာ arsenal ရဲ့ဒါကျွန်တော်တို့ queen ပြင်ဆင်ဖို့တော့ဒါ permit လျှောက်နေနေမှာနည်းနည်းလေးတော့ခက်ခဲရှိနေလက်ရှိ queen ကိုပြင်မယ်ဆိုရင်ဒါ certificate ခံပြောပုံအရဆိုရင်တော့ဒါတော်တော်လေးကိုခက်ခဲမဲ့အနေထားမှာရှိရလို့သိရတယ်မှာပါတယ်ဘာကြောင့်လဲ င်္ဂလန်မှာရရတဲ့ဥစ္စာရှိတယ်ကျွန်တော်ကိုယ်ရဲလွန်ခဲ့တဲ့တစ်ခေါက်သွားမှာပဲအတိတယောက်ပြောမှာပဲသိတယ်ခမရခုလက်ရှိမှာဒါ example ပြပါဘောနော်ကျွန်တော်ဒါကျွန်တော်ဒါကျွန်တော်အိမ်ပေါ့နော်ဒါကျွန်တော်ရဲ့ဒါကျွန်တော်ကျွန်တော်တော်တော်ချမ်းမဲ့ထားဒီနောက်ကကျွန်တော်ချမ်းဒါကျွန်တော်ပိုင်တဲ့ချမ်းပြီပေါ့ဒါကျွန်တော်ပိုင်တဲ့နေရဒီမှာကျွန်တော်ပိုင်တဲ့ဒီရှိရဥစ္စာရှိတယ်ခုနကျွန်တော်ပိုင်တဲ့နောက်ကရောဒီရှိရဥစ္စာဟောဒါကျွန်တော်ပိုင်ကျွန်တော်ကျွန်တော်ခုချိန်မှာဒီကြွေပြားကိုခွာပြီးဒီကြွေပြားကိုခွာပြီးတော့ကျွန်တော်ကျွန်တော်လှုပ်ချင်တာလှုပ်လို့ရတယ်ဟုတ်တယ်ဗလားဒါကျွန်တော်ရဲ့သဘောဒါဒီလိုကျွန်တော်တို့မြန်မာနိုင်ငံမှာဟောဒါအာရှနိုင်ငံမှာဒီလိုမတော်တောင်းတောင်းသွားတယ်ဘာလို့ဒါကကျွန်တော်ရဲ့ channel ဝင်းတဲ့နေရာဟုတ် channel ဝင်နေတယ်ကျွန်တော်အဲ့လိုမလုပ်လို့ရတယ်ဒါပေမဲ့အင်္ဂလမလို့လို့မြောက်ဘလို့လဲကျွန်တော်လက်ရှိကျွန်တော်အတိကဒီလိုကျွန်တော်ခြံလို့တော့သူတော့သိမကျဲဘူးဒါပေမဲ့ကျွန်တော်သူကရှေ့မှာကားထားတဲ့ဟို parking spot လေးရှိတယ်ဗောနော်ဒါဟိုတန်ကန်ကြားအင်ဂျီလိုခမောက်ရွှေရှင်ကားတွေယူပါကျွန်တော်လည်းတော့ message ပေးအဲ့တော့ရှေ့မှာ parking spot လေးရှိတယ်အဲ့ parking spot ကိုတတ်ဖို့အတွက်သူ့ရဲ့အင်ရှေ့ကဂုံးလေးကဒီလိုလေးဒီလိုဘူးလေးမြင့်တယ်ဒီလိုတစ်ထစ်ကလေးဖြစ်နေအဲ့အထစ်ကလေးဖြစ်တာဟိုသူတို့အဲ့အထစ်ကလေးကိုဖြတ်ချင်တာ လိုက်ပေါ့ကွနော်အထက်ကလေးကိုဒါကျွန်တော်တို့တစ်ထက်အဲ့ရရှုပ်ပြီးသူကတက်စလာထိုင်တာအောက်ကမလွတ်မှာဆိုတော့ကျွန်တော်ကအဲ့အထက်ကိုဖြတ်ပြီးတော့သူကအပေါ်လေးတက်ချင်တာအဲ့လိုပုံစံလိုချင်တာကျွန်တော်ပြောတယ်ဟေ့လူဘာလို့မလုပ်သေးတာပေါ့ကိုသူအဲ့ကိုရကိုလာနုပေါ့နော်ကျွန်တော်အကိုအရင်လို့ပါပဲအာကျွန်တော်ကချင်ကချင်ကိုကြီးကိုလာနုဘာလို့မလုပ်တာလဲပေါ့နော်အဲ့လိုဖူးတဲ့လက်ရှိမှာတဲ့ငါအင်္ဂလန်ရဲ့ဝန်တော်သူတို့လက်ရှိပြသူတို့ဗာလဲသူတို့ကအဲ့အဲ့အဲ့မြို့ကွာဗာအဲ့မြို့ကလေးအဲ့သူတို့အဲ့ရက်ကွက်ရက်ကွက်ရတာကျွန်တော်ဟိုထောက်ခံစားလို့ရက်ကွက်ထောက်ခံစားကူမှသူတို့ရဲ့နဲထောက်ခံစားလို့ ကျွန်တော်ကကိုလို့ကိုရဲ့ပိုင်တော့ငါပိုင်တာဟုတ်တယ်လေငါပိုင်တာလေဒါပေမဲ့ငါလို့လို့မရဘူးကျွန်တော်အဲ့ဒါမှတော့ပေါ့ခုလက်ရှိမှာဒါရုပ်တရက်ကြည့်မယ်ဟာဒါအာစနယ်ကသူ့ရဲ့ပရတိုကူမှာသူ့ဘာသူကွင်းဆောက်တာဘာဆောက်ပြဿနာရှိလို့လဲဆိုတာအဲ့ဒါပဲလက်ရှိမှာခုနကပေါ့သူတို့အိမ်မှာသူတို့ကသူတို့ဆောက်သူ့ဘာသူတို့ဒါကျွန်တော်နည်းနည်းလေးရှင်းရှင်းလေးပြခုနကပေါ့ကျွန်တော်ဒီလိုနောက်ကခြံတွေ့တယ်မလားအဲ့ဒီနောက်ကခြံလို့မျိုးကိုပြင်ဖို့တော့ပါမင်းဆောင်ဖို့တော့နှစ်နှစ်ကြာတယ် ဟုတ်ကျွန်တော်အတီးတယောက်ကကျွန်တော်ကျွန်တော်ကျွန်တော်ဒါအင်္ဂလန်သွားရင်နေနေသွားနေနေနှစ်အင်သုံးအင်လောက်ရှိတယ်ဗျာကျွန်တော်နေတဲ့တအိမ်ကဒါကျွန်တော်တို့အဲ့လိုနောက်ကချံကိုတို့ရတာကျွန်တော်တရားကိုတရားထိုင်ခြင်းလို့ဆိုပြီးအဲ့နောက်ကချံကိုတို့အမိုးလေးနဲ့ကာလေးလှုပ်ချင်တာအဲ့ဒါလှုပ်ဖို့အတွက်ကိုတို့နှစ်နှစ်ဆောင်လိုက်ရတယ် အခုဒီနှစ်မှပြီးတယ်ကျွန်တော်ဒါမမဲ့ရအဲတုန်းကစပားမှာ Harry Kane ရှိတယ် Harry Kane ရှောက်ကြတယ်ပါမ Harry Kane ခစ်ခဲ့ပါမေရှောက်ထားတာအခုမှပဲအဲ့ဒါပြီးသွားအဲ့တော့ပြောချင်တာဟိုနည်းနည်း education ရတာပေါ့ဗျာဟုတ်တယ်မှာခုနကဘယ်လိုမျိုးတစ်ခုစောင့်ရင်အဲ့လိုမျိုးဒါပြီးတယ်ဆိုအဲ့တော့လက်ရှိမှာ Arsenal အသင်းကသူတို့ရဲ့ပရဝင်တွင်းမှာဒီလိုမျိုးဥစ္စာမျိုးစောင့်မယ်ဆိုရင်တောင်မှ အဲပါမစ်တွေလိုတယ်အဲအဲကြောင့်မသူတို့နေအခုလက်ရှိမှာအခက်ခဲပေါင်းများစွာကိုကြုံတွေ့နေရတယ်လို့သိရတယ်ပေါ့အဲ့တော့အရန်ကြီးတော့လွယ်ကူမဲ့နေထားမှမရှိဘူးအာဆနယ်သင်းကဒါမျိုးဒါကြီးကိုလုတ်ပြီးဆိုဒါကြီးကိုပြန်ပြီးတော့တီဆောက်မယ်ဆိုရင်တော့သူတို့နေဝမ်ဘလီမှာဒါကျွန်တော်တစ်နှစ်လောက်ငှားသွားကစားပြီးတော့ပြီးတော့မှဒါကျွန်တော်လက်ရှိပြည်တွင်းပါတယ်တော့ဒီကွင်းမှာပြန်ဆော့ဖို့နေထားမှရှိတယ်လို့သိရတယ်မှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကတော့ Queen This Simon Gay နဲ့ပတ်သက်ပြီးသတင်းတစ်ခုခင်ဗျားတို့တင်ဆက်ပေးတာဖြစ်တယ်ဒီလောက်ပဲအဲ့တော့နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်လက်ရှိနောက်ဆုံး update သတင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ပါလဲဆိုတော့ အာဆိုတဲ့နယ်လက်ရှိမှာဒါကျွန်တော်တို့ Gabriel Jesus ကိုလာမဲ့ဆောင်းဝါးဒီအတွင်းမှာရောင်းချဖို့အတွက်100% ပြင်နေပြီလို့သိချရတယ်မှာပါအဲ့တော့လက်ရှိမှာအာစနိုသင်းကလက်ရှိဒါကျွန်တော်တို့ဒီကစားသမားတွေကိုလက်ရှိလာစားများတဲ့ကစားသမားအသင်းမှာမလူတဲ့ကစားသမားတွေဒီနှစ်စောင်းရာသီအတွင်းမှာပဲတခါတည်းထုတ်သွားဖို့ဆိုပြင်ဆင်လာခဲ့တယ်ဂေဘရီယိုဂျီဇုစ်ရဲ့အာစနိုသင်းကတော့ကျွန်တော်တို့ယူရိုတန်းပေါင်တန်း30ပတ်ချာလဲဝင်းကျင်ကြအပြည့်အဝလက်ခံသွားဖို့ရှိပြီးတော့ဒီလောက်ကြမယ်ဆိုရင်တော့သူတို့အနေနဲ့လက်ရှိမှာစိတ်ဝင်စားအဲ့တော့လက်ရှိမှာဒါတိုက်စစ်မှုလူနေတဲ့အသင်းနေနေနဲ့အေဗာတန်ကစိတ်ဝင်စားတယ်လက်ရှိမှာဒါကျွန်တော်ဘိုးမောက်ကလည်းစိတ်ဝင်စားရဲဆိုတဲ့တဲ့ရင်ထွက်ပေါ်လာခဲ့တယ်ဘိုးမောက်ကလက်ရှိစိတ်ဝင်စားမှုပေါ်မှာအာစတယ်က100%ကဒါကျွန်တော်တိအလောက်ကိုပေါ့နော် ဘာလို့ပြောရမလဲဆိုကျွန်တော်ဘယ်လိုပြောမလဲအဲဘုံမောင်ရဲ့ဒါဆက်မီညိုနဲ့အာစနယ်ရဲ့ဂီဘီယိုဂျီဇုစ်နှစ်ယောက်ရဲ့ပုံစံမျိုးကိုတို့လဲသွားမယ်ဆိုရင်ဒီခါလည်းချီသွားနိုင်မယ်ဆိုတဲ့တရင်ထွက်လာခဲ့လောက်ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာဂျင်းလို့ဆိုတော့ပေါအောင်ကုန်ကြည့်လို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးကြိုတူပါတယ်ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာအေးဆစ်ဆစ်တွေ့ကြရပါတော့အားလုံးကြိုတူပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်ဒေးပါဗျ